မင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမယ့်အသွေးစာစုလေးတစ်ခုကတော့ဆရာဥဖုံးဓာကျုမန္တလေးရေးသားထားတဲ့ပန်တနက်အသွေးရသစာစုထဲကပန်တနက်ဆိုတဲ့စောင်းပါလေးပဲဖြစ်ပါတယ်ပန်တနက်ကျွန်တော်ဖြစ်စီချင်တာကငင်းချမ်းကြီးကျွန်တော်မဖြစ်စီချင်တာကစစ်ပွဲတောင်ပေါ်ကရွာလေးတရွာအဲ့ဒီရွာကရှမ်းအမျိုးသားလူငယ်လေးတယောက်ရဲ့အသွေးကောင်းတဲ့ခန်းစားချက်တစ်ခုကျွန်တော်ကြားနာခွင့်ရခဲ့တယ် ဒီဘောမျိုးနဲ့တနာရီခွဲခီးတတာလောက်တာဝေးသည့်ရွာကလေးဆိုပေမဲ့မြို့ပြကြီးတစ်ခုကဲသို့ရှိကားသည့်တောင်ပေါ်ရွာကလေးဖြစ်သောကြောင့်စိမ့်စိမ့်ဆူဆူနဲ့နေချင်းစပွဲကောင်းကင်ဖြတ်ပြားမှာအဖြူရောင်တိမ်ခိုးတွေအမြဲရှိနေတဲ့တောင်ပေါ်ရွာထိုရွာကလေးတို့မမျော်မလင့်စာပေဟောပြောပွဲအတွက်ရောက်ရှိသွားခဲ့ရသည့်ညပိုင်းစာပေဟောပြောပွဲအပြီးတွင် စာချစ်သူလူငယ်များကရေးသူဖက်သူဆွေးနွေးပွဲကျင်းပကြပြန်သည်ည7နာရီကျော်ပြီး တို့ကြောအားလုံးကမအိတ်ချင်ကြတကြွနေကြသည်စာချစ်သူလူငယ်အများစုသည်ဆယ်တန်းအရွယ်ចောင်းသားចောင်းသူများနှင့်ဆယ်တန်းအောင်ဝိဇလူငယ်ចောင်းသားចောင်းသူလေးများဖြစ်ကြသည်ထိုဆွေးနွေးပွဲတွင်လူငယ်များ၏ကိုယ်ရည်ကိုယ်သွေးတိုးတက်စေရန်အတွက်စကားပြောပွဲတစ်ခုကိုကျွန်တော်ကဖန်တီးပေးလိုက်သည်ဖန်တီးမှုကရိုးရိုးလေးပါဘာလို့ချင်တယ်လဲဘာကြောင့်လို့ချင်တာလဲကောင်းစဉ်တင်လိုက်သည်ဆွေးနွေးပွဲတက်ရောက်သူလူငယ်များချင်းမှငါးဦးကိုစကားပြောခွင့်ပေးလိုက်သည် ထမဆုံးပြောဆိုခွင့်ရသူမှာဆိုင်းဝဲမြင်ကျွန်တော်ကကြီးလာရင်ဆယ်မြောင်းအင်ဂျင်နီယာချုပ်ကြီးဖြစ်ချင်တာဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တငယ်ချင်းရဲ့အဖေကဆယ်မြောင်းအင်ဂျင်နီယာချုပ်ကြီးတအားကြီးကိုချမ်းသာတယ်ဗျာမော်တော်ကားဆို3-4စီးရှိတယ်မြေတွေအိမ်တွေဆိုတာကလည်းအများကြီးပဲအဲဒါကြောင့်ကျွန်တော်ကဆယ်မြောင်းအင်ဂျင်နီယာချုပ်ကြီးဖြစ်ချင်တာ အခုကျွန်တော်ကမန္တလေးစမုတ်တက္ကသိုလ်မှာတက်နေတယ်။သူဤပြောစကားကိုကြားရ၍အားလုံးကမျက်လုံးအပိုင်းသားဖြင့်နားထောင်ခဲ့ကြရသည်။နောက်တဦးကနန်းရီထွေးတမီးကကြီးလာရင်ကလေးအထူးကုဆရာဝန်ကြီးဖြစ်ခြင်းနဲ့အခုတမီးကမန္တလေးစေးတက္ကသိုလ်မှာတတိယနှစ်တက်နေတယ်။ရိုးရိုးဆရာဝန်ဆိုရင်မျက်နှာငယ်ရတယ်။ပြီးတော့ဝင်ဝင်နေတယ်။ကလေးအထူးကုဆရာဝန်ကြီးတွေကတော့ဝင်ဝင်ကောင်းသလားမမေးနဲ့။ နောက်ပြီးကလေးဆိုတာကလည်းယာတိမရွေးယောဂတစ်ခုမဟုတ်တစ်ခုဖြစ်တတ်ကြတာမျိုးဒီတော့လူငယ်လူနာမရှားဘူးမိဘတွေကလည်းတဲတဲလို့ချစ်နေကြရတဲ့အရွယ်ပတ်စံတောင်းလို့တိတ်ကောင်းနေတမီးလေးလာမိတဲ့လောက်တော့ဆရာဝန်လောကမှာခွဲစိတ်ကူဆရာဝန်ကြီးတွေတာဖာမိရဲ့ဆရာဝန်ကြီးတွေထက်ကလေးအထုကူဆရာဝန်ကြီးတွေကအရင်အရင်ကိုပတ်စံဝင်တယ်သူမဤပြောစကားကြောင့်စတော့ကျွန်တော်စိတ်ထဲတွင်တစ်ခုခုကိုထိရှခံစားမိလိုက်သည် နောက်တရသူကဆိုင်းဝင်းရွှေကျွန်တော်ကဆယ်တန်းမအောင်ဘူးဗျာဒါပေမဲ့အားငယ်မငယ်ပါဘူးကျွန်တော်ကြီးလာရင်ကုန်တယ်ကြီးဖြစ်ချင်တာမော်တော်ကအကြီးကြီးတွေမောင်းချင်တာ ဒေတာထက်ကုန်တွေကိုဝယ်မယ်။လောင်မယ်ဈေးကောင်းကောင်းရရင်ရောင်းမယ်။ဈေးကစားမယ်ပြီးတော့တရုတ်နယ်စပ်ကိုပို့မယ်။ပြီးရင်တရုတ်ပစ္စည်းတွေသွင်းမယ်။အချိန်တူတူမှာမြ мян ချမ်းသာခြင်းနဲ့ငွေမရှိရင်မျက်နှာငယ်ရတယ်။ငွေရှိမှလူရဝင်တာမြမပြည်ကအင်ချင်းကြောက်တို့တစ်ပင်အရှင်လက်လက်တို့ဆိုတာတရုတ်ပြည်မှာငွေများများနဲ့ရောင်းလို့ရတယ်။နားထောင်နေရင်စက်တီးဖြန်းဖြန်းထသွားမိသည်။အော်လူငယ်တွေကိုအပြစ်မတင်ရက်ပါ။ သူတို့ရှိကလူကြီးတွေစဉ်းစားတယ်လို့သူတို့လည်းလိုက်ပြီးစဉ်းစားကြတာပဲသူတို့ရှိကလူကြီးတွေတွေးတယ်လို့သူတို့လည်းလိုက်ပြီးတွေးကြရတာပဲသူတို့ရှိကလူကြီးတွေလှုပ်တယ်လို့သူတို့လည်းလိုက်ပြီးလှုပ်ကြရတာပဲကျွန်တော်တို့နိုင်ငံမှာအလုပ်လုပ်ချင်တဲ့လူတွေနေတယ်ချို့အလုပ်ဖြစ်အလုပ်ကိုလှုပ်ရှားနေသူတွေများနေသည် ကျောင်းဆရာဆရာမအလုပ်လုပ်သူနဲ့ဤကျောင်းဆရာဆရာမအလုပ်ဖြစ်လှူစားနေသူကများသည်ဆရာဝန်အလုပ်လုပ်လို့သူနဲ့ဤဆရာဝန်အလုပ်ဖြစ်လှူစားနေသူကများသည်အင်ဂျင်နီယာအလုပ်လုပ်လို့သူနဲ့ဤအင်ဂျင်နီယာအလုပ်ဖြစ် အလုပ်ကိုလှူစားနေသူတွေကများလာသည်နိုင်ငံဝန်တန်းအလုပ်လုပ်လို့သူနဲ့ဤနိုင်ငံဝန်တန်းအလုပ်ဖြစ်အလုတ်ကိုလှူစားနေသူတွေကဒုနဲ့တီရက်ွက်လူကြီးအလုတ်လုံလို့သူနဲ့ဤရက်ွက်လူကြီးအလုတ်ကို လှုပ်ပြီးအဲ့ဒီအလုံးနဲ့လှုပ်ရှားနေသူတွေဒါညနေတော့ဒီစာရေးဆရာသတင်းစာဆရာဖြစ်ချင်သူနဲ့ဤစာရေးဆရာသတင်းစာဆရာအလုပ်ဖြစ်လှုပ်ရှားနေသူတွေကများမများတွေးကြည့်လျင်တော့ဝမ်းနေဆရာနောက်တူသူနာမည်ကနန်းကေသွဲရှဲအမျိုးသမီးလေးသမီးကတရုတ်ဆောင်ဖြစ်ချင်တာပြီးတော့အဆိုတော်လည်းဖြစ်ချင်တယ်ပြီးတော့မော်ရယ်ဂဲလည်းဖြစ်ချင်တယ်ဘာကြောင့်လဲဆိုတော့သူတို့ကလူတွေရဲ့ချစ်ချင်းကိုလည်းခံရတယ်နာမည်လည်းကြီးတယ်ပတ်စံလည်းရတယ်ငွေလည်းရွှင်တယ် မြန်မာနိုင်ငံရဲ့နေရာအနှံ့ကိုသွားလာခင်းရတယ်။တခါတလေနိုင်ငံသားကိုတောင်သွားခွင့်ရကြတယ်။အဲ့ဒီအလုပ်ကပြောစရာလဲကောင်းတယ်။သမီးကအချင်းကောင်းကောင်းဆိုတတ်တယ်။လူငယ်များ၏စိတ်แท้တွင်အတူอยู่မားနေကြသည်ဟုကျွန်တော်ခံစားလိုက်ရသည်။သူတို့၏ဖြတ်သန်းမှုတွင်မှန်ကန်သောသူရဲကောင်းများပျောက်ဆုံးနေကြသည်။ငွေရှိမှလူတော်၊ငွေသုံးနိုင်မှလူကောင်း ငွေမြင့်မလူကိုချစ်ခင်တက်တည်ဆိုသည့်အမားတီအိုဒီကိုလက်ခံနေကြတော့သည်နောက်ထပ်တစ်ယောက်ကိုမေးဖို့ပင်မေးအားမရှိတော့ပါဒီလိုစိတ်သက်တွေနဲ့တိုင်းပြည်အနာကက်ရင်လေးစရာငဟဦးမေးမိဟုကျွန်တော်ကပြောထားမိသည်မဲကြရလေဦးကတော့ဖြေပြီးကြပြီနောက်ဆုံးတစ်နေ့တယောက်မဲမနိုင်တော့ဘူးဟုဆုံးဖြတ်လိုက်သည်ကဲဟီနောက်ဆုံးတစ်ယောက်အလဲပဲမင်းတို့အချင်းချင်းညကြမင်းတို့အထဲကကိုစလေတယောက်ဆင်ပေါ်တက်ကွာဘယ်သူရဲ့လို့ငါမမေးတော့ဘူးဟုတ်ပြီလား သူတို့အားလုံးခေါင်းချင်းဆိုင်သွားကြသည်စကားတွေတွတ်တိုးနေကြသည် ဖြည့်ကျင်တဲ့သူတွေများနေ၏၅မိနစ်ခန့်ကြာသွားသည်သူတို့အားလုံးအထဲမှလူငယ်တယောက်စင်ပေါ်တို့တက်လာသည်သူ့လက်ထဲတွင်ဂျိုင်းတောက်ကြီးနှင့်ရှမ်းပေါင်းမွေဝတ်ထားသည် ရှဲအင်ဂျီဝထားသည်မင်းကဘာလို့ချင်တာလဲဘာကြောင့်လို့ချင်တာလဲတငယ်ချင်းတွေသိအောင်ပြောပြပါ ရှင်းတန်ဝဲဝဲဖြင့်သူကဖြေရှာသည်ကျွန်တော်နာမည်ကဆိုင်းလာဦးပါကျွန်တော်ကဆယ်တန်းနဲ့ကြောင်းထွက်ခဲ့ရပါတယ်အဖေနဲ့အမေကမိုင်းချီလို꽌လွန်ခဲ့ပါပြီကျွန်တော်တို့မှာမောင်နှမလေးယောက်ရှိတယ်ကျွန်တော်ကအကြီးဆုံးသားကျွန်တော်ရဲ့ခြေထောက်တစ်ဖက်ကလည်းမိုင်းနေမီလို့ဖြစ်ထားရတာကျွန်တော်ရဲ့ညီအငယ်ဆုံးဆိုရင်မိုင်းချီလို့ညာဘက်လက်မရှိတော့ဘူးကျွန်တော်တို့က တိုက်ပွဲတွေကြားထဲမှာကြီးပြင်းလာရတဲ့သူတွေကျွန်တော်ကကြီးလာရင်စက်သားကြီးလည်းမလုပ်ချင်ဘူးစစ်ဘိုလ်ကြီးလည်းမလုပ်ချင်ဘူးစစ်လည်းမတိုက်ချင်ဘူးအခုလိုခြေတော့တစ်ဖက်ဖြစ်ထားရတော့စစ်ဘိုလ်စစ်သားလည်းမဖြစ်နိုင်တော့ပါဘူးသူကစကားပြောနေချင်းမျက်ရည်ဝဲလာသည်အခုကျွန်တော်တို့မောင်နှမလေးယောက်ကစက်တုံဖြူဆိုင်တယ်ကြုံဆိုင်တယ်၊စပားဆိုင်တယ်၊ပြမှုဆိုင်တယ်၊တခါတလေတရုတ်ချံတွေထဲမှာသွားပြီးဖျဲဆိုင်တာကိုဝိုင်းပြီးလှုပ်ဝေးရတယ်၊ပတ်ဆံရတယ်၊စားတောင်းနိုင်ုံလောက်တော့ ရပါတယ်။ကျွန်တော်ကကြီးလာရင်စိုင်းတီးဆိုင်တို့လိုစိုင်းဆိုင်မောင်တို့လိုအဆိုတော်ကြီးဖြစ်ချင်ခဲ့တာ။အဆိုတော်တော်ရွရွအဆိုတော်မဟုတ်ဘူး။เจ้าเสียอสุรจีဖြစ်ခြင်းတာရှမ်းရိုးရဓလိတွေကိုကဘာကတိအောင်ဖော်ထုတ်ခြင်းတာဒါပေမဲ့ကျွန်တော်ကမဖြစ်နိုင်တော့ပါဘူးအခု ကျွန်တော်စိတ်ထဲမှာဖြစ်ခြင်းတာအထူးအစ်စ်တစ်ခုရှိနေတယ်နားထောင်သူအားလုံးကသူဤစကားနောက်ကိုပျော်ဝင် နှမြောသွားကြတော့သည် ကျွန်တော်ကကလေးကစားเสียအယုတ်ကလေးတွေလှုပ်ပြီးရောင်းခြင်းတာ သူဤမမျော်လင့်သောစကားကြောင့်ခက်တဲ့တဲ့ရေတံများထွက်လာသည်ကျွန်တော်လည်းအံ့ဩသွားသည်သူ့ကိုစကားဆက်ပြီးပြောချင်အောင်ကျွန်တော်ကမိကွန်ဖြင့်ထိုးဆွပေးလိုက်သည်မင်းကဘလို့အယုတ်ကြီးလုပ်ပြီးရောင်းမှလဲကွာမိုးပြန်ဘူးပေါင်းလားဗန်ဂျူလာအုတ်ထုတ်လားကြံချောင်းသားလားစပိုက်ဒါမဲမင်းနှဖုံးလားအဲ့ဒီလိုအယုတ်ကြီးမဟုတ်ဘူးခမကျွန်တော်ကကတ်တန်ကတိတ်ကြိုက်တာမီကီမောက်စ်ကတ်တန်ကားတဲ့ကကတ်တန်ရုပ်ကလေးတွေကိုချစ်တယ်သူတို့ကအမြဲတမ်းပြောနေကြတယ် သူတို့ကိုကြည့်နေရရင်ကျွန်တော်ကစိတ်ချမ်းသာတယ်။အဲ့ဒီလိုကတန်းကားတွေကြည့်နေရင်နဲ့ကျွန်တော်ကအယုတ်လုတ်ပြီးရောင်းကျင်စိတ်တွေဖြစ်လာရတာ။ဆရာပြောတယ်လို့အယုတ်တွေမျိုးတော့မဟုတ်ဘူး။ကျွန်တော်ရဲ့အယုတ်တွေကကလေးတွေလည်းပျော်စီမယ်။လူကြီးတွေကိုလည်းပျော်စီမယ်။ကလေးရောလူကြီးတွေအတက်ပါရည်ရွယ်ပြီးထုတ်လုပ်ချင်တာ။ကျွန်တော်ကဆက်ပြီးမိလိုက်သည်။ဆိုင်းလာဦးကြီးငါတော့တော်တော်စိတ်ဝင်စားနေပြီ။မင်းအယုတ်ကြီးကိုမင်းကဖျားပွဲမှာရောင်းမလား။ဈေးထဲမှာရောင်းမလားပြောင်းလေ ကျွန်တော်လုံမဲ့အယုတ်ကြီးကဖျားပွဲမှာရောင်းဖို့လည်းမဟုတ်ဘူးဈေးထဲမှာရောင်းဖို့လည်းမဟုတ်ဘူးအိမ်တိုင်းအိမ်တိုင်းစောင့်ထားရမယ့်အယုတ်၁၂လရာသီပတ်လုံးမျက်မျက်နုံနုံဝေထားရမယ့်အယုတ်လူကြီးတွေကိုလက်ဆောင်ပေးရမယ့်အယုတ်ဘာအယုတ်ကြီးမှုလဲစူဇန်းပါအောင်ရွှေလာငွေလာကြီးခွဲယုတ်လားရွှေဝင်ငွေဝင်ဥတီဘွားအယုတ်လားမဟုတ်ပါဘူးခင်ဗျာကျွန်တော်ကတနက်လှုပ်ပြီးရောင်းချင်တာ သူ့အဖြေစကားကြောင့်ဇက်တိုက်မထားပဲဝါကနေရေလိုက်မိကြတော့သည်ကျွန်တော်လုံးမဲ့တနက်ကကြိုက်ချီယိုးတို့တန်တောင်ပြုံးတို့ရွှေဆက်တော်တို့မှရောင်းတဲ့တနက်မျိုးဒါပေမဲ့အဲ့ဒီတနက်တွေကတက်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 မြည်တယ်တကယ်တနက်တွေကဒိုင်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 မြည်တယ်ဖောက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 ်မြည်တယ်ကျွန်တော်ကြားနေတဲ့ဆောင်မှာဖတ်ဘူးတယ်တနက်တစ်လက်ရဲ့ထုံလုံးမှုကုန်ကြစေးဟာစာတင်ကုန်ဆယ်ကုန်လောက်နဲ့ညီတယ်တဲ့တနက်ကြည်စံတတောင်းရဲ့ထုံလုံးမှုတန်ဖိုးဟာစံတပြီနီးပါးဖို့ရှိတယ်တဲ့အမြောက်စံတလုံးရဲ့ ထုတ်လုပ်မှုကုန်ကြစည်ဟာမူလရန်ကြောင်းတစ်ကြောင်းရဲ့တစ်နှစ်စာဖွံ့ဖြိုးရေးစရိတ်နဲ့ညီတယ်တဲ့ကျွန်တော်လုံးမဲ့တစ်နှစ်ကအဲ့ဒီလောက်ကုန်ကြစည်မများပါဘူးဆရာဆိုင်းလာဦးကခန်းစားချက်အဖြစ်ရှိသောမျက်နှာဖြင့်ရိုးရိုးသားသားပြောနေချသည်ကျွန်တော်လုံးမဲ့တစ်နှစ်ကတစ်နှစ်မောင်းကိုလက်ညှိုးနဲ့ကွေးလိုက်ရင်ဒိုင်းလို့လည်းမမြင်စေရဘူးဒဲလို့လည်းမမြင်စေရဘူးဖောက်ဖောက်ဖောက်လို့လည်းမမြင်စေရဘူး တနက်မောင်းကိုလက်မျိုးနဲ့ကွေးလိုက်ကြ။ PEACE Peace လို့အတန်ထွက်တဲ့တနက်သူကအင်္ဂလိပ်စလုံးပေါင်းကိုတလုံးချင်းပေါင်းပြပြီးအတန်ကိုပိသားစွာထက်ဆို၏။သူစကားနဲ့သူစိတ်ကူးကိုအားလုံးကတိလိုက်ရရောငြိမ်ကြသွားသည်။ကျွန်တော်ရင်ထဲတွင်လည်းအံ့ဩပနံဖြစ်သွားမိ၏။သူဤစိတ်ပါလက်ပါဖြင့်ဆက်ပြီးပြောနေရှာသည်။ကျွန်တော်ရဲ့တနက်တန်ကိုကြားရတဲ့သူတိုင်းငြိမ်းချမ်းခြင်းတွေဖြစ်စေခြင်းနဲ့ဒါကြောင့်ကျွန်တော်တနက်တွေကို ပြီးဆိုအတန်ထွက်စေရမယ်ပြီးတော့ရှိသေးတယ်တက်လက်ပြောင်းွားကထွက်လာရမယ်ကြီးစင်အဲ့ဒီကြီးစင်တွေကိုကျွန်တော်ကပန်းပွင့်လေးတွေနဲ့လှုပ်ထားမယ်စပယ်ပန်းပွင့်လေးတွေခရီးပွင့်လေးတွေချယ်ဒီပွင့်လေးတွေကန်းကောပွင့်လေးတွေပေါ့တနက်မောင်းကိုတစ်ခါဆွဲလိုက်တိုင်းပစ်ဆိုတဲ့အတန်နဲ့အတူချယ်ဒီပွင့်လေးတစ်ပွင့်ထွက်လာမယ် စပယ်ပွင့်လေးတစ်ပွင့်ထွက်လာမယ်။ကန့်ကောပွင့်လေးတစ်ပွင့်ထွက်လာစီတယ်။အဲ့ဒီပန်းပွင့်လေးတွေကိုနှလုံးသားတက်တဲ့နေရာမှာကပ်နေစေရမယ်။ပြီးတော့ကျွန်တော်တနက်ကရန်နဲ့မထွက်စေရဘူး။ဆိုင်းလာဦးကနားထိုင်နားထောင်နေသူတို့ဤမျက်ဝန်းကိုမကြည့်။ပြတင်းပေါမအပြင်တို့ရီဝေးစွာမြင်းမောကြည့်ရင်ခန်းစားချက်အဖြစ်ဖြစ်ပြောနေလေကြီး။ပြန်ပေါ့ဤအပြင်ဘက်တွင် မုံရီရီတောထူးထူးတောင်တန်းများကိုလာရောက်အောင်တွင်မြင်နေရသည် ရန်စိမ့်နဲ့တွေကိုကျွန်တော်မုန်းတယ်။ရန်နဲ့တွေချားမှာချီးပြင်းခဲ့ရတဲ့ကျွန်တော်ဘဝကိုကျွန်တော်ပြန်တွေးတိုင်းဘသူကမှလည်းအပြစ်မတင်ခြင်းမူကျွန်တော်တို့တိုင်းရင်းသားလူငယ်တွေရဲ့ဘဝကိုလည်းကျွန်တော်နားမလည်ဘူး။ရန်စိမ့်နဲ့တွေအစားရင်မွေးရနဲ့ထွက်အောင်ကျွန်တော်ကလှုပ်ထားအောင်မယ်။တနက်ရဲ့ခြင်းထဲမှာရင်မွေးပလဲလေးမြုပ်ထားမယ်။တနက်မောင်းကိုဆွဲလိုက်တာနဲ့ရင်မွေးရနဲ့ကသူ့အလိုလိုထွက်ပြေးတာဖြစ်စေရမယ်။တနက်ပြတဲ့သူရောတနက်နဲ့အပြစ်ခံရတဲ့သူရော တနက်ကိုမြင်ရင်မကြောက်စေရဘူးတနက်ကိုမြင်သိမြင်သူတိုင်းပျော်ရှင်စွာစေရမယ်စိတ်ကျင်နေစေရမယ်စိတ်ကူးကောင်းလိုက်တဲ့ဆိုင်လာဦးရဲ့ဟူစိတ်ထဲမှာတိုးကြီးစွာပြောလိုက်မိသည်ကျွန်တော်ရဲ့တနက်ကိုကျွန်တော်ကပန်းတနက်လို့နာမည်ပေးမယ်အဲ့ဒီပန်းတနက်ကိုကလေးငငယ်လေးတွေကိုအလကားပေးမယ်ဘာကြောင့်လဲဆိုတော့ကလေးဘဝကလေးကငင်းချမ်းချင်းတွေကိုချစ်တက်အောင်လို့ပါပြီးတော့เจ้าဆရာဆရာမတွေကိုလည်းလက်ဆောင်ပေးအောင်မယ်เจ้าသားเจ้าသူတွေကိုငင်းချမ်းချင်းတွေတင်ပေးကြဖို့ပါ ပြီးတော့ကျွန်တော်ရဲ့ပန်တနက်ကိုဆရာဝန်ကြီးတွေ၊အင်ဂျင်နီယာကြီးတွေ၊အစိုးရကြီးတွေ၊တထေးကြီးတွေ၊ပုံသေးပွဲစားကြီးတွေကိုတော့ရောင်းမယ်။ပြီးတော့အခုစစ်တိုင်းနေကြတဲ့စစ်သားကြီးတွေ၊ဗိုလ်ကြီးတွေစစ်ဘိုလ်ကြီးတွေစစ်ရေးကောင်းဆောင်ကြီးတွေကိုလည်းကျွန်တော်ရဲ့ပန်တနက်ကိုအလကားပေးမယ်။ပြီးတော့လွတ်တော်ကိုယ်စားလှယ်ကြီးတွေ၊ဝင်ကြီးတွေနဲ့နိုင်ငံတော်သမ္မတကြီးကိုလည်းကျွန်တော်လှုပ်ထားတဲ့ပန်တနက်ကို လက်ဆောင်ပေးခြင်းနဲ့လက်နက်ကိုင်းရှမ်းတိုင်းရင်သားကချင်တိုင်းရင်သားကရင်တိုင်းရင်သားကောင်းဆောင်တွေနဲ့တောင်ဆန်းစုကြည်ကိုလည်းကျွန်တော်တည်ထင်ထားတဲ့ပန်တနက်ကိုသူတို့ရဲ့မွေးနေ့လက်ဆောင်အဖြစ် ကျွန်တော်ကပို့ပေးခြင်းတာသူရဲ့စကားနောက်မှာအားလုံးမျောပါသွားကြတော့ဒီမင်တက်နေမိ၏ကျွန်တော်ရဲ့ဖဖေနဲ့မမေလည်းငင်းချမ်းရင်းမရှိလို့တည်ခဲ့ရပြီဗျာ ျွန်တော်ဖဖေနဲ့မမေလိုပဲကျွန်တော်တို့ရဲ့ညီအကိုတွေတည်ခဲ့ရပြီးပြီငင်းချမ်းရင်မရှိရင်နောက်ထပ်တည်ကြရလဲအောင်မယ်ကျွန်တော်ကတနက်တန်တွေကိုမုန်းတယ်ကြောက်တယ်တနက်တန်ကြားရရင်ပုန်းစရာနေရာမရှိဘူးဘာကြောင့်စစ်တိုက်နေကြမလဲကျွန်တော်နားမလဲဘူးကျွန်တော်တို့တိုင်းပြည်မှာလူမျိုးစုအချင်းချင်း စစ်ဖြစ်နေကြတာမရှိပါဘူးဗျာ။ဘဘက်ဒီဘက်ခေါင်းဆောင်ကြီးတွေရဲ့အယူအဆနဲ့အတအောက်မှာအတွေ့အခေါ်နဲ့ဒေါသအောက်မှာတိုက်ပွဲတွေဖြစ်နေကြရတာအမှန်တော့သူတို့ရဲ့ဝေစုတိုက်ပွဲတွေကအများစုပါ ကျွန်တော်တို့ကမြေစာပင်တွေသူတို့ကတနက်ကန်ရမှနေသာထိုင်သာရှိမယ်ဆိုရင်ကျွန်တော်ရဲ့ဘန်တနက်ကိုသာကင်ပါလို့ကျွန်တော်ကပြောချင်တယ်။ကျွန်တော်ဖြစ်စေချင်တာငင်းချမ်းရင်မဖြစ်စေချင်တာစစ်ပွဲအဖြစ်အခက်ရက်စဲသွားုံနဲ့မငင်းချမ်းနိုင်ဘူး။ ကျွန်တော်တို့ကဘွားနဲ့ရင်းပြီးတွေ့ခဲ့ရတဲ့ကိုသေးဘွားပါ အဖြစ်အခက်ရက်ဆဲတယ်ဆိုတာအရှိန်ယူနေတာစီးပွားချာနေတာအာယူနေတာပြီးတော့ပြန်ပြက်ကြတက်ကြတေးကြငိုကြနဲ့တကယ်ပါစစ်ပွဲမရှိတဲ့နေရာစစ်မဖြစ်တဲ့နေရာကိုကျွန်တော်မျှော်လင့်နေကျွန်တော်တို့ရွာကျွန်တော်တို့မြို့ ကျွန်တော်တို့ပြည်နဲ့ကျွန်တော်တို့တိုင်းပြည်ကိုငိမ့်ချမ်းတဲ့တိုင်းပြည်ကြီးဖြစ်စေခြင်းပြီးဖြာတနက်ကန်ရမှစောင်းဝင်အိပ်ပျော်ပြီးနေသာထိုင်သာရှိတတ်ကြရတဲ့ဆိုတဲ့လူသားတွေအတွက်ကျွန်တော်ပန်တနက်ကိုကျွန်တော်ကလက်ဆောင်အဖြစ်ပေးချင်တာဆိုင်လာဦးကအားလုံးကိုနှုတ်မဆက်ပဲစင်ပေါ်စင်ပေါ်မှဆင်းသွားရှာလေသည်ငိမ့်ချမ်းကြီးတဲ့စစ်ပွဲတွေတဲ့စစ်ပွဲမရှိတဲ့နေရာတဲ့ငိမ့်ချမ်းတဲ့တိုင်းပြည်တဲ့မိဘမဲ့ဖြစ်သွားရတော့သာသမီများ၏မျက်ရည်တို့သည်စစ်ပွဲတစ်ပွဲဤရက်လက်များသာဖြစ်လေတော့သည် ခိုကိုရမဲ့ဖြစ်သွားရတော့မိဘများဤအငငယ်မှုသည်စစ်ပွဲတစ်ပွဲဤအနှစ်သာရသာဖြစ်လေတော့သည်ချစ်သူရင်ခွင်မဲ့သွားရတော့အထီးကျန်လူသားတို့ဤမျော်လင့်ချက်များတည်ဆုံသွားရခြင်းသည်စစ်ပွဲတစ်ပွဲဤအောင်နိုင်ခြင်းသာဖြစ်တော့သည်ခန့်ကျက်ညံ့ခေါင်းဆောင်တို့သည် လူသားတို့ဤငွေကြေးငွေကြေးတန်ကိုစစ်ပွဲတစ်ပွဲဤကြီးမြတ်မှုဥမှတ်ယူခံစားတကြသည် အညံ့ညံ့ကောင်းဆောင်တို့သည် လူသားခန္ဓာကထွက်လာသော အနီရောင်သွေးခွဲသွေးပွက်သွေးအိုင်များကိုစစ်ပွဲတပွဲဤရဲရင်မှုဟုအတိတ်ပဲဖွင့်ဆိုတကြသည်အညံ့ညံ့ကောင်းဆောင်တို့သည်စာသင်ခန်းမရှိတော့သောကလေးငယ်တို့ဤတော်ကားနှင့်ပူလောင်မှုကိုစစ်ပွဲတပွဲဤဆုံးရှုံးမှုဟုမမြင်နိုင်ကြပေခညံ့ညံ့ကောင်းဆောင်တို့သည်အိုမဲ့အိမ်မဲ့ခိုကိုရမဲ့ဖြစ်သွားရသူတို့ဤပူဆွေးမှုကိုစစ်ပွဲတပွဲဤအလှတရားဟုချမှတ်မှားကြလေသည် နောက်ဆုံးတော့အနိဋ္ဌာယုံတို့ဤအစုအဝေးသည်စစ်ပွဲတစ်ပွဲဤတစ္ဆာတရားဖြစ်တယ်လို့ခဏညံ့ကောင်းဆောင်တို့ဤအနဲ့ရောင်တမိုင်းဆုလက်တာဖြစ်တော်သည် ကျွန်တော်ကဤတို့တွေးတော်နေစဉ်ဂုံပြုလက်ခုတ်တံများကိုကြားလာရသည် ဖြောင်း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 ကျွန်တော်နားရဲတွင် အားလုံးကကြည်သည့်လက်ခုတ်တံကို ဖြောင်း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 ဟုမကြားမီ peace 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 ဟု၍သာ အော်စစ်ပွဲမဲ့တဲ့နေရာများအတွက်ပန်တနက်တဲ့နိုင်ငံတော်သမ္မတကြီးအတွက်ပန်တနက်တဲ့လွတ်တော်ကိုယ်စားလှယ်ကြီးများအတွက်ပန်တနက်တဲ့စစ်ရေးကောင်းဆောင်ကြီးများအတွက်ပန်တနက်တဲ့ဒေါအောင်ဆန်းစုကြည်အတွက်ပန်တနက်တဲ့ငင်းချမ်းရေးအတွက်ပန်တနက်တဲ့အားလုံးအတွက်ပန်တနက်တဲ့မြ мян လုပ်ပြီးလက်ဆောင်ပေးလိုက်ပါတော့လားမဟေတီရုပ်ဆောင်မဲ့ကစင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်